This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးဆရာနာရှင်ပြီးတို့ကနေကင်ဝေးပြီးကိုစိတ်နှစ်ပါးပေးကင်းလုံးကြုံကြပါစေလို့ရေဒီယိုညူးချီဖွဲ့သားများကနေဆုတောင်းမြတ်တာပို့သလာရပါတယ်ရှင်။ခုချိန်ကစပြီးမေလ၄ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့ညပိုင်းစီစဉ်တွေကိုစတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ရန်နိုင်မှဖတ်ကြားတင်ပြပေးပါရမရှင်။ ရေဒီယိုအန်ယူဂျီသောရချင်းများမင်္ဂလာပါခင်ဗျာကုချင်းစပြီး2025ခုနှစ်မေလ၄ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီးရီးသတင်းကတော့ကောလင်းနယ်မြို့နယ်မှာစစ်ကောင်စီကလေကြောင်းကနေပုံကျပြီးစစ်ကြောင်းထိုးနေတာကြောင့်ကလင်းငယ်ပါဝင်၃ဦးထဏ်ရရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် စကိုင်းတိုင်းကောလင်းမြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းဝန်နေပုံကျက်ပြီးစစ်ကြောင်းထိုးနေတာကြောင့်အသက်၁၀နှစ်အရွယ်ကလေးငယ်ပါဝင်အရသာပြည်သူ၃ဦးဒဏ်ရာရသွားတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။တရုတ်လေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စင်းကမနေ့ကမေလ၃ရက်နေ့ည၉နာရီဝန်းကျင်မှာကောလင်းမြို့နောက်ဘက်ခြမ်းကိုနှစ်ကြိမ်ပုံကျက်တိုက်ခိုက်ခဲ့တယ်လို့ကောလင်းခရိုင်အမှတ်၁တရင်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ Jet Fighter ကကောလင်းမြို့နယ်နောက်ဘက်ခြမ်းအုတ်ကန်စာသင်ကျောင်းပေါ်ဘုံသီးကျဲချခဲ့တယ်လို့ တူနာကြီးရွာမှာရှိတဲ့ဆေးရုံကိုရေဝဲကျက်ရှိရှိပြတ်မှတ်ထားတိုက်ခတ်ခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ခတ်မှုကြောင့်ဆိုင်တူးကြီးရွာကအသက်35နှစ်အရွယ်ဆစ်ဆောင်မျိုးသားတဦးဘုံစားထိမှန်တရားရခဲ့တယ်လို့အသက်10နှစ်ခန့်အရွယ်မိန်းကလေးတဦးလည်းတရားရသွားတယ်လို့ကွန်လင်းခရံအမှတ်နှစ်တရင်ကထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါပြင်ဒီကနေ့မေလ4ရက်နေ့မနက်စောပိုင်းမှာလည်းကွန်လင်းမြို့ထဲကနေမြို့အရှိတောင်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းတပ်တွေတာရွာအနီးမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာသားတူကြီးထိမှန်ထားတယ်လို့ဒေတာသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Calling Info ကထုတ်ပြန်ထားပါတယ်။အရေးစစ်ကောင်စီတပ်ဖွဲ့ဟာမနက်၈နာရီခန့်မှာ Calling မြို့နယ်ပြောင်းဝင်သွားတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီဟာ Calling ခရိုင်ထဲမှာရှိတဲ့မြို့နယ်တွေကအရသာပြည်သူတွေနေထိုင်ရာခြေရွာတွေကိုတိုက်ပွဲဖြစ်တာမရှိဘဲရွေကျဲရှိရှိနဲ့လေကြောင်းကနေပုံကျဲတိုက်ခတ်နေတယ်လို့လည်းဒေတာရင်းသတင်းတွေကသိရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကူလီတက်ကိုရှော့တိုက်ဒုံးနဲ့တိုက်ခတ်မှုမှာ ်လေတဲ့အရာရှိတွေပါဝင်၁၁ဦးသေဆုံးပြီးအဆောက်အုံတွေမိလောင်ပျက်စီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ကုန်းခရိုင်မှာရှိတဲ့အကြံပတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကုန်းလေတပ်ကို short tight drone နဲ့ပစ်ခတ်တိုက်ခတ်ရမှာလေတဲ့ရဲမီနဲ့လေတဲ့အရာရှိတွေပါဝင်၁၁ဦးသေဆုံးပြီးအဆောက်အုံတွေမိလောင်ပျက်စီးသွားတယ်လို့ Brave Warriors for Myanmar BWM ဖွဲ့ကဒီကနေ့မေလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ BWM အဖွဲ့နဲ့မားမိတ်တွေဖြစ်တဲ့ MKCDF, ACPLF နဲ့တန်တော်မြောင်ပိုင်းအထူးဒေသအဖွဲ့တို့ကပူးပေါင်းပြီး တောင်ပိုင်းနဲ့စစ်တနာကျုံနဲ့တောင်ကူကီရုမတီလေဒါစကန်ကိုအီဗီလာ30နေကတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တောင်ပိုင်းနဲ့စစ်တနာကျုံနဲ့တောင်ကူကီရုမတီလေဒါစကန်ကို BWN Mission 35နဲ့36အဖြစ် short tight တုံး16လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာတောင်ပိုင်းတိုင်းစစ်တနာကျုံတိုင်းရုံစစ်ဦးစီးဌာနရှိရာအဆောက်အုံဘက်ချမ်းထိခိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစင်းရုံနဲ့စခန်းရုံနေရာအချို့အပါအဝင် လေတဲ့ရာကန်ပုံနဲ့အချက်ကြီးလိုင်းကန်းကအိမ်နှလုံးအရာရှိလိုင်းကန်းကအိမ်နှလုံးမိလောင်ပျက်စီးခဲ့တယ်လို့ဆိုပါလေ ဒါပြင်လေတဲ့ရဲမေ2ဦးအပါအဝင်လေတဲ့အရာရှိ3ဦးနဲ့အခြားဆင်စစ်သည်10ဦးတေဆုံးကအရာရှိ9ဦးနဲ့အခြားဆင်စစ်သည်12ဦးစိုးရင်ရတဲ့ပြင်းထန်ဒဏ်ရာရရှိသွားပြီးလေတဲ့3မော်တော်ယာဉ်2စီးမီးလောင်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တောင်ဦးလေတဲ့တွင်းမှာလည်းလေရင်တူလောင်ရုံအဆောက်အုံပါဝင်အဆောက်အုံနှလုံးပျက်စီးခဲ့ပြီးလေတဲ့အရာရှိနဲ့စစ်တီအချို့တေဆုံးတာပြင်းထန်ဒဏ်ရာရတာတွေရှိတယ်လို့သိထားပေမဲ့စစ်ကောင်စီဘက်ကသတင်းဖုံးထားတာနဲ့တားမြစ်ကန့်သက်တာတွေရှိနေတဲ့အတွက် ထိခိုက်သေးဆုံးမှုကိန်းဂဏန်းအချက်အလက်တွေအတိအကျဖော်ပြလို့မရနိုင်သေးဘူးလို့ Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတွေကပြောပါတယ်။အခုရရှိထားတဲ့အချက်အလက်တွေဟာ BWM အဖွဲ့ကလလန်းမီတလောက်စုံစမ်းထောက်လှမ်းရရှိထားတာတွေကိုစူးစီးထုတ်ပြန်ထားတာလို့သိရပါတယ်ခင်ဗျာ။အခုတစ်ခါတိုက်ကြီးမြို့မှာရဲစခန်းကိုအဝေးဒိမ်းမိုင်းနဲ့ပေါက်ခွဲတိုက်ခတ်တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကမြို့မှာရဲစခန်းကိုအဝေးဒိမ်းမိုင်းနဲ့ပေါက်ခွဲတိုက်ခတ်ခဲ့တယ်လို့ရန်ကုန်အာမေဖွဲ့ကပြောပါတယ်။ တိုက်ကြီးမြို့မှာရဲစခန်းကိုပြင်းအမြင့်ဝေးတိန်မိုင်း၃လုံးမှာလက်ပြပုံးကပ်ပြီးမနေ့ကမေလ၃ရက်နေ့ကည09:25မိနစ်ခန့်အချိန်မှာဖောက်ခွဲတိုက်ခတ်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခေပတ်ကဖားတို့ပူးပေါင်းကထိထိရောက်ရောက်ပစ်ခတ်တိုက်ခတ်နိုင်ခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့ဆိုပါတယ်။ဒီတိုက်ခတ်မှုဖြစ်ပြီးချိန်မှာအဲဇင်းစစ်တပ်တွေနဲ့စစ်ဆေးတာတွေလုခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေဘေးကင်းတယ်လို့သိရပါတယ်။ရန်ကုန်အာမေ YA အနေနဲ့ဆီယနာရှင်မပြုတ်မကြမချင်း စီရေးပြမှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမှာကတော့စိတ်ဖြူကနေကပ္ပစ21ဘက်ထွက်လာတဲ့စကား2စီးကိုကြားပြတ်တိုက်ခတ်မှုမှာစစ်သား7ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်မကွေးတိုင်းစိတ်ဖြူမြို့ကနေကာကွယ်ပစ္စည်းစက်ရုံကပ္ပစ21ဘက်ထွက်လာတဲ့စကား2စီးကိုကြားပြတ်တိုက်ခတ်ခဲ့ရမှာစစ်သား7ဦးသေဆုံးပြီး3ဦးထဏ်ရာသွားတယ်လို့ပခုတ်ကူခရိုင်အမှတ်လေးတပ်ရင်းတပ်ခွဲ့တဲ့ CAF SPU PDF ကဒီကနေ့မေလ၄ရက်မှာထုတ်ပြန်ပါတယ် ဧပြီလ29ရက်နေ့ကတိုက်ပွဲနဲ့ပတ်သက်လို့ပခုတ်ကူခဲအမှတ်လေးတက်ရင်တက်ခွဲ့တဲ့ CAF SPU PDF ကထုတ်ပြန်လာတာဖြစ်ပါတယ်။စိတ်ဖြူကနေကာဘာဆာ21ပတ်တက်လာတဲ့စစ်ကား2စီးကိုတော်လိုင်းတက်ဖွဲ့တွေစောင့်ကြိုတိုက်ခတ်ခဲ့ရမှာ RPG ချိုးရင်းသွားတာကြောင့်လက်နက်ငယ်တွေနဲ့ပဲပြစ်ခတ်တိုက်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီလိုတက်ခတ်ရမှာစစ်ကားတစ်စီးဟာလမ်းဘေးထိုးရပြီးပြန်လည်ပြစ်ခတ်တာကြောင့်အပြန်လည်ပြစ်ခတ်တဲ့တိုက်ပွဲမိနစ်30ခန့်ကြာခဲ့တယ်လို့သိရပါတယ်။ရန်သူစစ်ကောင်စီကားရှိတဲ့နေရာကိုတော်လိုင်းတက်တွေအနီးကပ်ဝင်လုံးတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်ကြည်ထိမှန်တာရှိခဲ့ပေမဲ့ဒဏ်ရာရရဲဘော်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီဘက်ကစစ်ကူရောက်လာချိန်မှာတော်လိုင်းတပ်ဘက်ကရဲဘော်တွေကြီးအင်အားနဲ့လက်နက်ချုပ်ဝင်းချက်တွေကြောင်းပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရန်သူစစ်ကောင်စီဘက်က12ဦးသေဆုံးပြီး3ဦးပြင်းထန်ဒဏ်ရာရသွားအောင်ပခုတ်ကူခဲအမှတ်လေးတန်ရင်တက်ခွက်တက်ခွက်နှစ်နဲ့ပခုတ်ကူခဲအမှတ်၈တန်ရင်တို့ကပူးပေါင်းတိုက်ခတ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီးရီးသတင်းကတော့ရန်ကုန်မော်ဒယ်ပင်ကားလမ်းပေါ်ကမိုးကောင်းတရာဒုတိယကြိမ်မိုင်းခွဲခံရပြီးကြိုးကျပျက်စီးဆိုတဲ့သတင်းပဲဖြစ်ပါလေ။မုံမီနဲ့တထုံမြို့နယ်ကိုဖြတ်တန်းသွားတဲ့မော်ဒယ်ပင်တထုံရန်ကုန်ပြည်တော်စုကားလမ်းမပေါ်ကမိုးကောင်းတရာမနေ့ကညကမိုင်းခွဲခံရတာကြောင့်ပျို့ချပျက်စီးသွားတယ်လို့ဒေသနေပြည်သူတွေကပြောပါလေ။မနေ့ကမေလ3ရက်နေ့ည7:00နာရီကျော်ချိန်မှာမိုးကောင်းတရာမိုင်းခွဲခံရတာဖြစ်ပြီးမနေ့ကဖေဖော်ဝါရီလကုန်ကလည်းမိုင်းခွဲခံရဘူးတယ်လို့ဆိုပါတယ်။ အခုတစ်ချိန်မိုင်းခွဲဖြက်စီးခံရတာကြောင့်တရားဟာအပိုင်းပိုင်းဖြစ်သွားတယ်လို့လည်းလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံမှတ်တမ်းတွေကသိရပါဗျ။မိုင်းခွဲခံရတဲ့တရားနီးမှာရှိတဲ့ခြေရွာနေပြည်သူတွေအဆိုအရဒီဒီချိန်မိုင်းခွဲခံရတာဟာပထမအချိန်ကထက်ပုံမှုပြင်းထန်ပြီးတရားဖြက်စီးမှုဟာလည်းပုံမှုဆိုးရွားတယ်လို့ပြောဆိုကြပါဗျ။အခုလိုမိုင်းခွဲဖြက်စီးခံရတာကြောင့်ဒေသနေပြည်သူတွေဆေးရုံဆေးကန်းသွားဖို့ခက်ခဲသွားတယ်လို့ခီးသွားပြည်သူတွေအတွက်လည်းအခက်အခဲဖြစ်ရတယ်လို့သိရပါဗျ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာစီးရဲသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်အခုဆက်လက်ပြီးနားဆင်ကြရမှာကတော့ပြည်တွင်းသတင်းများကို Airy မှဖတ်ကြားတင်ပြပေးပါရမရှင် အခုချိန်ကစပြီး2025ခုနှစ်မေလ4ရက်နေ့ညပိုင်းရေဒီယို NUG ပြည်ရင်းသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျမကတော့အေရီပါရှင်။ပြမအောင်စုံအနေနဲ့တောင်ကိုရီးယားနိုင်ငံကင်မဲမြို့မှာမြန်မာစီပေးဆောင်အနေနဲ့ငရင်ပေးတဲ့ပြည်သူတွေအတွက်မြန်မာအစားအစာတွေရောင်းချတဲ့ရမုံငွေဈေးရောင်းပွဲကျင်းပခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။ မြန်မာစပေးရှောင်းနေတဲ့ငရင်ဘေးတင်ပြည်သူတွေအတွက်ရမငွေရှာဖွေတဲ့အနေနဲ့မြန်မာအစားစာတွေရောင်းချတဲ့ရမငွေဈေးအောင်ပွဲတော်ကိုတောင်ကိုရီးယားနိုင်ငံကင်မဲမြို့မှာမေလ၄ရက်နေ့ကကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။ကင်မဲမြို့ကိုရောက်ရှိနေတဲ့မြန်မာလူငယ်တွေကင်မဲຫນွေဦးတော်လှန်ရေးအဖွဲ့နဲ့ကင်မဲမြို့ကနေဖြစ်တဲ့ကိုရီးယားအဖွဲ့အစည်းတွေစုပေါင်းပြီးမြန်မာရင်ကျေးမှုအစားစာပွဲတော်ကိုကျင်းပခဲ့တာလို့သိရပါတယ်။ဒီဘွဲတော်ကနေရောင်းချရရှိတဲ့ရမုံငွေအားလုံးကိုမြမပီကစစ်ပေးရှောင်းနေတဲ့ငရင်ပေးကြုံတွေ့နေကြရတဲ့ပြည်သူတွေကိုကူညီထောက်ပံ့သွားမှာလို့ပွဲကျင်းပရေးတာဝန်ရှိသူတွေကအသိပေးပါရတယ်။ အဲ့ဒီဇေယျပွဲတော်ကိုအမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးရနိုင်ထွန်းတက်ရောက်ခဲ့ပြီးအဖွဲ့မှစကားနဲ့တော်လှန်ရေးအားပေးစကားပြောကြားခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းထုတ်ပြန်ထားပါတယ်။ဒီနေ့မှကျင်းပတဲ့မြန်မာအစားအစာဇေယျပွဲတော်ကိုတောင်ကိုရီးယားနိုင်ငံသားတွေအပါအဝင်ဂိမ်းမဲမျိုးအနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေလာရောက်အားပေးခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးမိမှုခရိုင်အမှတ်နှစ်တရင်ကိုလက်နက်နဲ့တကွအလင်းဝင်လာတဲ့စစ်မှုတန်တပ်သားတပ်ဦးကိုစုငွေချီမြှင့်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါဦးမယ်။မေမှုခရိုင်အမှတ်နှစ်တရင်ကိုလက်နက်နဲ့တကွာအလင်းဝင်လာတဲ့စစ်မှုတန်တပ်သားတဲ့၃ဦးကိုစုဝေးချင်းမြင့်ပေးခဲ့တယ်လို့တရင်ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်မ69လောက်ခန့်ခမရ41တရင်ကတပ်သား၃ဦးလက်နက်တွေနဲ့အတူမေမှုခရိုင်အမှတ်နှစ်တရင်ထံအလင်းဝင်လာတာနဲ့ပတ်သက်လို့ဒီနေ့မေလ၄ရက်နေ့မှာထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မတပ်သားစုဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတွေသုံးဦးကိုစစ်ဖက်ဆိုင်ရာလုံထုံးလုံကြီးတွေနဲ့အညီစစ်စစ်လက်ခံပြီးဂုံပြုစုငွေတွေချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်။လက်နက်ချပြီးပြည်သူနဲ့ပူးပေါင်းလို့တဲ့စစ်ကောင်စီတပ်သားတွေကိုမင်းမှုခရိုင်အမှတ်နဲ့တရင်အနေနဲ့လက်ခံကြိုးစိုးနေမှာဖြစ်ပြီးလူခွင့်ရဲ့အပြည့်အဝရရှိစေရမယ်လို့အာမခံထားတဲ့အပြင်လက်နက်နဲ့အလင်းဝင်လာသူတွေကိုစုငွေချိမြင့်ပေးသွားမယ်လို့အသိပေးထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကြောက်ကြီးလေဝိုင်းကြီးကျွန်းကုန်းရွာကစစ်တပ်အထိုင်စခန်းကိုတိုက်ခိုက်သိမ်းပတ်ရာမှာစစ်ဗိုလ်အပါ၅ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဘူတိုင်းကြောက်ကြီးမြို့နယ်ကလေဝိုင်းကြီးကျွန်းကုန်းရွာမှာအထိုင်ချတက်ဆွဲနေတဲ့စစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ဗိုလ်အပါ၅ဦးတေဆုံးခဲ့ပြီးလက်နက်ခဲယံတွေသိမ်းဆီးရရှိခဲ့တယ်လို့ဘကူခရိုင်အမှတ်နှစ်တရင် P23702 တရင်ကမနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတက်စခန်းကိုဤပြီးလ28ရက်နေ့မနက်တနားရီမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနိုင်ဝက်အတွင်းအပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ချိန် AP28 မှာစစ်ကောင်စီဘက်က Y12 လေယာဉ်နဲ့နှစ်ကြိမ်ဘုံ68လုံးကျဲချခဲ့ပြီး ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ EBL 29ရက်နေ့မှာလဲ Windrolf လေယာဉ်နဲ့တစ်ကြိမ်ဘုံ24လုံးခြေချာကဂျက်ဖိုက်တာနဲ့3ကြိမ် MI 35ရဟတ်ယာဉ်နဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းနဲ့တိုက်ပွဲပြီးဆုံးတဲ့နေ့တွေမှာနှစ်တန်ငွေမျိုးနဲ့ကျောက်ကားမျိုးမှာရှိတဲ့စစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး drone တွေနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။ တိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီဘက်ကပူကြီးတအူးအပါဝင်ရန်သူအလောင်း၅လောက်မျက်မြင်တွေ့ရှိခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လေဝိုင်းကြီးကျုံကုန်းရွာမှာအထိုင်ချတက်ဆွဲနေတဲ့စစ်ကောင်စီတပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်3032တရင် view 25 drone အဖွဲ့နဲ့တရင်ကို KNL ပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးပဲခူးခရိုင်အမှတ်နဲ့တရင် P23702 တရင်ကဂျေဘော်တအူးမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့အသိပေးပါတယ်။ တိုက်ပွဲတွင် MA1 တက်လက် MA3 တက်လက် MA11 သုံးလက် G3 သုံးလက် MA2 တက်လက် MA5 တက်လက် MA4 တက်လက် G ပေါက်6ခုအဝိုင်းပေါက်2ခု G3 G ပေါက်4ခု 5.56G အတောင့်300 7.62G အတောင့်900သိန်းစီရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ရှင် ဗီဒီယိုညွှန်ကြည့်ရဲ့ညပိုင်းစီစဉ်တွေကိုဆက်လက်တင်ပြနေပါတယ်။အခုတစ်ခါနားဆင်ကြရမှာကတော့တော်လှန်ရေးကြပြအနေနဲ့မင်းကိုနိုင်ရေးသားပြီးရန်နိုင်ရွတ်ဖက်ထားတဲ့ဒုပြည်သူတွေညီရလာဟေ့မေးစရာမလိုတေးကြပြချူတော်လှန်ရေးကြပြကိုနားဆင်ကြရတော့မှာဖြစ်ပါတယ်ရှင်။တို့ပြည်သူတွေညည်ရလားဟေ့မေးစရာမလိုတေးကြပြချူ တို့ပြည်သူတွေရဲ့ကဘာလုံးဆိုင်ရာလှုပ်ရှားမှုဆုံးဖြတ်ချက်ကိုမီးစမ်းမိပြီလားတန်ယုံ page အောက်မှာကောမတ်တွေအလုံးရင်ဝင်လိုက်တော့နိုင်ငံတကာရောက်တော်လန့်ပြည်သူတွေတန်ယုံကိုဆန္ဒပြစာရီပို့တာရောတခဲနဲ့တင်းပြလိုက်တော့ထကြွဝိုင်းလိုက်တဲ့အခါဂိုင်းခုတော့နေမကောင်းလို့ပါလို့တုတ်သီးတုတ်ပြထွက်ရှင်းရပါရောလားနိုင်ငံရွယ်စားလက်နက်ပါဝါထက်ပြည်သူအင်အားမိုးချိုးသွားဆိုတာပြနိုင်တဲ့အတွက်ထက်ပြရောက်အောင်မယ်လို့ပဲအဖြစ်ထွက်ပါတယ် တို့တိုင်းပြည်တရားစာတကိုတခိုးစေးရနေတဲ့သူကပိတ်လိုက်မယ်ဆုတ်လိုက်မယ်ဆိုတော့ဘာဖြစ်မလဲမာရယ်ထင်လို့ဆန်ရက်ရရင်ဘယ်သူကွဲမလဲကြည့်ကြတော့ဘို့ခုတော့ဂျင်းနီဂျီဝါတွေပဲလွန်နဲ့လဲတယ်လုတ်လို့ရသေးလားတို့ပြည်သူကမေးပြီတို့စီကမြေရှာ red art မရတော့ရင်မင်းတို့တပိုင်းလျက်ကူစီမီကွန်တတာထုတ်လုပ်မှုတွေလေဆာကလင်းနဲ့လုတ်ဖို့တော့တွချပါတော့လိုက်သွားမှာပြန်ချင်းကြောင်းမှာတိမာလားတို့ပြည်သူကမေးပြီရတယ်ကိုလူ တို့ဟာအာနိသင်မမီဆေးတွေမတောက်ရလဲနေကောင်းတယ်။တရက်စုပ်အပေါ်စားပစ္စည်းတွေမတုံးရလဲအစင်ချောတယ်။အခုတော့မြေရှားဝေဝါးသွားရင်ဘယ်သူအရှုံးသမခံစားသွားမလဲ။ခုခေတ်မဲ့ကနာဒိုင်းအတွက်မရှိမဖြစ်မြေရှားအကြောင်းတစ်လုံးနှလုံးစာစီကုန်းပြရပလား။တို့ပြည်သူကမေးပြီ။ကမ္ဘာမှာမြေရှားအများဆုံးထွက်လို့တယ်လို့အသွင်ယူထားပြီးဘယ်နိုင်ငံကအများဆုံးယူနီယာလဲဆိုတာမေးသွားပြီလား။တို့ပြည်သူကမေးပြီ။အီလက်ထရောနစ်လုပ်ငန်းတွေ ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေ electronic device တွေ high tech နည်းပညာမြင့်ပစ္စည်းတွေ MRI ကအစမြေရှားကဘလောက်အရေးပါတယ်လဲမသိဘူးမှတ်သလားလျက်စစ်ကားတွေအလူရက်ထုတ်နေတဲ့ကမ္ဘာပြိုင်ပွဲမှာမြေရှားမရပဲဟတ်တက်ကြီးကွဲသွားခြင်းလားဒုပြီတော့မေးပြီတကားတွေသူပိတ်ကိုပိတ်စတန်းဆိုမင်းတို့စီကကုန်းနှင်းပိတ်ပြီးနေဘဲဝဲစီတန်းတာကမှန်းဆာကလွမ်းရပါမီအော်ဆူသွားရမှာမသိဘူးထင်းနေလားဒုပြီတော့မေးပြီကမ္ဘာမကြီးဦးလဲဆိုပြီးပြီး ကဘာတုံဟီးလဲခြီခဲ့ပြီးလူဦးစစ်သည်ပြည်သူများကသမိုင်းသစ်ရေးတဲ့လက်တွေဆန်တန်းဟစ်ကြွေးလိုက်ပြီးအပြုကံ passive မဟုတ်ပြုနိုင်သူ addict တွေဖြစ်ကြောင်းလက်ယုံဆန့်ချီပြလိုက်ပြီးမင်းကိုနိုင်ရွေရွေအမျိုးကြီးရဲ့ညပိုင်းစီစဉ်လေးကိုဆက်လက်တင်လှည့်ပေးနေပါရယ် အခုတခါနားဆင်ကြရမှာကတော့မြမနွေဦးခရိုနီကယ်မေသုံးမြင်ကွင်းဖြစ်တဲ့ကမ္ဘာသတင်းလွတ်လပ်ခွင့်နေနဲ့မြမသတင်းမီဒီယာလို့အမည်ရတဲ့မိုးမခဆောင်းပါးကိုတော့ပို့ပို့ကဖတ်ကြားတင်ပြပေးပါရမရှင်မြမနွေဦးခရိုနီကယ်မေသုံးမြင်ကွင်းကမ္ဘာသတင်းလွတ်လပ်ခွင့်နေနဲ့မြမသတင်းမီဒီယာ၂၂တိုင်းမေလ၃ရက်နေ့ကိုကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ တချို့ကကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေဟုသုံးနှုန်းကယူနက်စကိုကသတ်မှတ်ထားပြီးဒီမိုကရေစီအခွင့်အရေးရှိသည့်နိုင်ငံများနှင့်အတိုင်းအတာတစ်ခုထိရှိသောနိုင်ငံများတွင်အထိမ့်မှန်နေကျင်းပကြပါသည်ကမ္ဘာသတင်းလွတ်လပ်ခွင့်နေတွင်သတင်းမီဒီယာများ၏လွတ်လပ်ခွင့်အရေးပါပုံတနစ်တာအတွင်းတက်ပြတ်ခံရတဲ့သတင်းသမားများဖန်စီနှိပ်စက်ခံရတဲ့သတင်းသမားများကိုထိလက်ရောက်ရိုက်နှက်ခံရတဲ့သတင်းသမားများနှင့်ပတ်သက်၍ကန့်ကွက်ပြောဆိုခြင်းရှုံချခြင်းသက်ဆိုင်ရာကျူးလွန်သူများကိုအရေးယူနိုင်ဖို့ အစိုးရဖြစ်နေပါကကန့်ကွက်ရှုတ်ချခြင်းနဲ့စီယုံလှုပ်ဆော်ခြင်းတွေလှုပ်ဆောင်ကြသည့်နေရတရလည်းဖြစ်ပါတယ်။နိုင်ငံတကာသတင်းသမားခွင့်ရေးသတင်းလုံလက်ခွင့်စောင့်ကြည့်မှတ်တမ်းတင်သည့်အဖွဲ့အစည်းတချို့ကသတင်းလုံလက်ခွင့်အဆင့်သတ်မှတ်ချက်များကိုထုတ်ပြန်ကြပါသည်။ပြည်ထောင်နိုင်ငံအခြေဆိုင်နေစည်းမခြားသတင်းသမားများအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ2024ခုနှစ်အတွင်းမြန်မာနိုင်ငံသတင်းလုံလက်ခွင့်အဆင့်သတ်မှတ်ချက်မှာနိုင်ငံ180အနက်အဆင့်169ဖြစ်ပါသည်။ နောက်ဆုံးရောက်ရန်17နိုင်ငံသားကြံတော့တဲ့သဘောဖြစ်ပါတယ်။ယမန်နှစ်က183ဖြစ်၍ယခုနှစ်အဆင့်၄ဆင့်တိုးလာသည့်သဘောဖြစ်ပါတယ်။မြန်မာနိုင်ငံသတင်းလွှတ်ခွင့်၄ဆင့်မြင့်တက်လာသည့်ဆိုချင်းထက်ကမ္ဘာပေါ်တွင်မြန်မာထက်ပိုဆိုးသည့်နောက်ထပ်၄နိုင်ငံရှိလာသည့်အတော့မြန်မာကအဆိုးဆုံးအဆင့်ကနေ၄ဆင့်လျှော့ချခဲ့ရခြင်းဖြစ်ပါတယ်။ကမ္ဘာကြီးကိုကြည့်လိုက်ရင်တနည်းအတွင်းသတင်းသမားဂျာဂျင်နဲ့ချီပြီးတည်ဆုံနေတဲ့ပါလက်စတိုင်းဂါဇာလိုဒေသတွေက ကမ္ဘာမှာအဆိုးဆုံးအန္တရာယ်ရှိဆုံးနေရာတွေဖြစ်လာပါတယ်။မြန်မာစစ်ကောင်စီထက်ပိုလက်ဆောင်ထက်သည့်အာဏာရှင်နိုင်ငံအချို့ကမြန်မာနိုင်ငံ၏အဆင့်ကိုဖယ်ရှားကာနေရာယူခဲ့ကြသဖြင့်သူထက်ဆိုးတဲ့နိုင်ငံတွေပေါ်လာခြင်းကမြန်မာနိုင်ငံအဆင့်တက်လာခြင်းအကြောင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့စစ်ကောင်စီကိုထောက်ခံရေးသားခြင်းမပြုတဲ့သတင်းသမားတွေပြည်ပရောက်သတင်းဌာနတွေအတွက်လုက္ကင်ပေးနေတဲ့သတင်းသမားတွေဖော်ထုတ်သိရှိရလျင်စစ်ကောင်စီကဖမ်းဆီးထောင်ချနေစေဖြစ်ပါတယ်။ တရင်သမားအချို့လေတရင်အလုံးလုံးရင်လက်နက်ကင်တော်လိုင်းကြီးနဲ့ဆက်နွယ်ပတ်သက်မှုကြောင့်ဟုဆိုကတက်ဖြတ်ခံရစေလေဖြစ်ပါတယ်။2024ခုနှစ်အကုန်နဲ့2025ခုနှစ်စံပိုင်းတွင်မြန်မာသတင်းမီဒီယာလောကအဖို့ကန့်ဆိုသည့်ဖြစ်ရပ်တွေနဲ့ရင်ဆိုင်ကြရပါတယ်။အမေရိကန်ပြည်ထောင်စုတွင် liberal တွေ democrat တွေကိုမုံပြီးလူဖြူကြီးဆိုရေးအရင်းရှင်တရေကြီးများကုမ္ပဏီကြီးများအကျိုးကိုဦးစားပေးမိတမရာထရအနာရလာပြီးနေမကူးမီပင် ကမ္ဘာတဝန်းလူသားချင်းစာနာမှု အကူအညီသတင်းမီဒီယာလူအခွင့်ရေးလှုပ်ရှားမှုကျန်းမာရေးအားတန်းတူညီများခွင့်မတူကွဲပြားမှုကိုလက်ခံအားပေးသည့်လှုပ်ရှားမှုများစသည့်အကူအညီတွေကိုရပ်ဆိုင်သည့်အမိန့်တွေညွှန်ကြားချက်တွေကိုလက်မှတ်ရေးထိုးခဲ့သည့်အဆိုပါအမိန့်ညွှန်ကြားချက်တွေကမြန်မာမီဒီယာလောကအဖို့အကူအညီဖြတ်တောက်ခံရပြီးကြီးမားတဲ့တည်ရောက်မှုတွေရှိခဲ့တယ်။မကြခင်လပိုင်းတွင်အမေရိကန်အစိုးရဘတ်ဂျက်သုံးရင်တင်ဆက်နေတဲ့ လွတ်လပ်သည့်အာရှအတံမြန်မာပိုင်းအမေရိကန်အတံမြန်မာပိုင်းတို့လည်းရန်ပုံငွေရက်ဆိုင်ပုံညွှန်ကြားချက်ထုတ်ကာတရင်ထုတ်လွှင့်မှုတွေရက်တံလျှော့ချခံကြရပါတယ်။အဆိုပါတရင်ဌာနတွေရက်ဆိုင်ခံရတဲ့တရင်တွေကိုလူမှုကွန်ရက်မီဒီယာများတွင်ဖော်ပြတဲ့အခါကြီးစုသူတွေရဲ့မှတ်ချက်တွေအနေနဲ့ဝမ်းသာအားရသည့်မှတ်ချက်တွေလည်းအံ့အားသင့်ပွဲအများပြားတွေ့ကြရပါတယ်။ VOA RFA မြန်မာပိုင်းစီစဉ်တွေရက်ဆိုင်ခံရတဲ့တရင်ကို မြန်မာဆိုရှယ်မီဒီယာသုံးသူအချို့ကဘာကြောင့်ဝမ်းသာအားရဖြစ်ကြရသလဲဆိုသည့်အချက်ကလည်းစံစစ်ကြည့်စရာအချက်တစ်ချက်ဖြစ်နေပါတယ်။အဆိုပါမှတ်ချက်ကွန်မန့်တွေကိုဖတ်ရှုရသည့်အခါမှာဖာစာပလာခစ်ကကတ်တွန်းတစ်ပုဒ်ကိုပြန်လည်အမှတ်ရစေမိပါတယ်။သတင်းစာတိုက်အတွင်းစပွဲကုံအောင်ဝင်ပုံးနေတဲ့သတင်းစာသမားနှစ်ဦးက၎င်းတို့သတင်းစာတိုက်ကိုဒုတ်တွေဂဲတွေနဲ့ပြစ်ပေါက်ခံရတဲ့ကြားထဲမှာဂုံယူသည့်အချက်ကငါတို့ရေးတာတော့သူတို့ဖတ်ကြတာပဲဆိုသည့်ကတ်တွန်းတရုတ်ဖော်စာသားဖြစ်ပါတယ်။ ။တရင်စာတိုက်ကိုမုံသည့်တိုင်ဖတ်တော်ဖတ်ကြသည်ဆိုသည့်အတိပယ်တက်ရောက်သည့်ကာတွန်းဖြစ်သည်။ပါဆာပလာခစ်ကတရင်စာတွေမြည်ရမြည်များလွတ်လပ်ကြသလဲမြည်ရမြည်များတမတမတ်ကြကြရေးကြတင်ပြကြသလဲဆိုသည်ကအသေးစိတ်ဆွေးနွေးရမည့်အကြောင်းအရာတစ်ခုဖြစ်လိမ့်မည်ဖြစ်တော်လဲပရိသတ်အနေဖြင့်အာမရမှု မကျေနပ်မှုများကအဲ့ဒီခစ်ကလေးကဒုဒေနဲ့ရှိခဲ့ကြသည်မှာအသေးချာဖြစ်ပါရယ်ယနေ့ခေတ်ဆိုရှယ်မီဒီယာခေတ်တွင်တက်လန်းသွားတင်ပြခြင်းအပြင်ချက်ချင်းမှတ်ချက်ပေးတုတ်ပြန်နိုင်သည့်ခေတ် နည်းပညာနှင့် platform ပေါ်လာခြင်းတွင်ပရိသတ်ကိုအထင်သိရမရသည့်အနေအထားလည်းဖြစ်ပါတယ်။ social media ခေတ်တွင်သတင်းမီဒီယာတွေကငါတို့ပြောတာသာနားထောင်ပြန်ပြောခွင့်မရှိဘူးလုံနိုင်သည့်ကာလမျိုးအခြေအနေမျိုးမဟုတ်တော့ခြင်းကြောင့်ပရိသတ်တုံ့ပြန်မှုကိုချက်ချင်းလက်ငင်းမြင်ရကြားရသည့်ခေတ်လည်းဖြစ်လာပါတယ်။ထို့အချက်ကိုအဆိုပါသတင်းဌာနနှစ်ခုရပ်နားခံရတဲ့သတင်းဖော်ပြချက်အောက်တွင်တက်တည်ပြနေသည့်သဘောလည်းဖြစ်ပါတယ်။တချို့ကတော့အဆိုပါအာရဝန်သာသည့်ဝေဖန်ချက်များ မှတ်ချက်များသည့်တစ်ဖက်စစ်တပ်ထောက်ခံသူတွေကရေးသားသည့်မှတ်ချက်များဟုကောက်ချက်ချပြောဆိုကောင်းပြောဆိုကြပါလိမ့်မယ်။ဒါပေမယ့်အားလုံးကိုစစ်တပ်ထောက်ခံသူများဟုတင်းကျုံကောက်ချက်ချခြင်းကနည်းနည်းတော့ပိုလွန်ရာကြာနိုင်ပါတယ်။ပရိသတ်အနေဖြင့်သတင်းဌာနများ၏တင်ပြချက်များတွင်အချက်အလက်လွဲမှားခြင်းများဗက်လိုက်ခြင်းသတင်းတပုတ်ရေးသားထုတ်လုပ်ဖို့အချက်အလက်စုဆောင်းတင်ပြကြရမှာနှုတ်ကိုကလေးကလူစုလူကောင်ဗီလိန်ဇက်လိုက်အဖြစ်သတ်မှတ်ထားခြင်းမျိုးကိုလည်း ပြိတကခန်းစားသိရှိနေကြသည့်အချက်ကိုလည်းဝန်ခံကြရမည်ဖြစ်ပါသည်။တရင်းသမားတွေအနေဖြင့်မိမိတို့လက်ထဲကလောင်ရှိသည့်ငါရေးတာကိုပြိတဖက်ရမည်ဟုမှတ်ယူသည့်ခင်မျိုးတော့မဟုတ်တော့ပါဘူး။ဆိုရှယ်မီဒီယာပေါ်ထွက်လာပြီးနောက်ကောင်းသည့်အချက်တွေရောဆိုသည့်အချက်တွေပါတပါးရေးပေါ်ထွက်လာသည့်ပင်ဒိုရာပုံးပွင့်ထွက်လာသည့်ခေတ်တွင်တရင်းမီဒီယာအနေဖြင့်တရင်းလွတ်လပ်ခွင့်ပုံမတန်ဖိုးရှိစေဖို့ပြိတထံတင်ပြရာတွင်ယူတာမှုနှင့် တော်ဝင်ခံမှုရှိစီဖို့ပို၍အရေးပါလာသည်ဟုဆိုကြမှာသည်သတင်းမီဒီယာက မန်တိုင်း၃ရက်ကိုစောင့်ကြည့်ပြီးစရုဒ္ဓမန်တိုင်းဟု တင်စားသည့်ရှုထောင့်မှဆိုရလျင်စရုဒ္ဓမန်တိုင်းကိုစောင့်ကြည့်ပြီးပြင်စမမန်တိုင်းတွေပေါ်ထွက်လာနေသည့်အချက်ကိုလစ်လျူရှုလို့မရသည့်အခြေအနေလေးရောက်နေပြီဟုဆိုကြပါရဲ့ရှင် ေဒီယိုညူချီကိုနားတော်တာဆင်နေတဲ့ပရိသတ်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းသားဘာသာစကားနဲ့သတင်းထုတ်လွှင့်မှုစီစဉ်မှာတော့ဝါဘာသာဖြစ်တဲ့ဘက်အတွင်းသတင်းတွေကိုရခီလာကဖတ်ကြားတင်ပြပေးပါတော့မယ်ရှင် កែមមមសិមស្កលស្មៀងបមតាយេមេកេងផ្វៃពុយខេនគីអស្មេតក្រៃក្រុងឡៃស្តាំងតវាំងចោះខៃក្រាចាក់ផាំង NUG តូកោមយ៉ាខិលាហេស្តាំងតជីកេណេផាន់ម៉ូ กระกมหนุ่มปังประจุคริกิติยูปอกแยมเมืองแยมมากระดาคิดพูนตงานเต็มสังงานประมอจุบจอปีอาร์ไอปุงกวางติยูกันจอกระกมหนุ่มปังตะติตลายท่านมอกระดากระกมหนุ่มปังอาสังปุดกวยกระหอยกิติยูกันจอกระหักติจุคริกิติยูกันจอกระกมหนุ่มปังอันตะติกระดากระกมหนุ่มปังอันกันแนกไกวเตือนลอยมูท่านมอปกติมูกันแนประมอกระดา ប្រងជិះអានប្រមោះជិបចកញើថាញញយអជូយ៉ាអានយូជីចកងកៃមើងតាទូវ៉ាឡាស៊ីឡាអង្អាយ៉ោកាប្រមោះជិបចកអមេរិកានស្នាថាំងមើងលុតចកប្រមោះជិបចក GMT ម៉ៃយ៉ោទីប៉ោម៉ែប្រមោះកដរៀងតតិថ្លៃអះលូតៃលើខៃអានកដរមើងពីដងសុលុតចកស្នាថាំងមើង CRPH ចុបកៃតាអងជីញអង្អាកោផាត់មកដរមើងញ៉ាំម៉ាក្រប្រភេទបកយ៉ាមញេណកាសាំងឡាំងតាំងការជិបចកពួកគេពេលនឹងក្លំអមយុនណាត់ អមេរិកានស្នាតាំងមឹងជប់សកាញ់ទេម៉ែប្រមោះមឹងប្លាក់ប្រៃទទីតឡាយប្រមោះជប់ចោប្រពន្ធក្រាប់ឡាយកាយាអខ្វាងពីទីអង្អាម៉ែប្រមោះស្នាតាំងមឹងអមេរិកានជប់ចោប្រពន្ធទីក្រៃកាក្រាប់ឡាយកាយាជប់ចោកមឺសិនអង្អាក៏ម៉ែខំទីយកាន់ចោក្រៃយ៉ាបទីប្រមោះជប់ចោតាប់ឡានម៉ានពុសុខសាបច្ចុប្បន្នគ្រីគិតយុកាន់ចោក្រាភិតកាប់យ៉ាងគាន់ពីហាពីហូនអំប្រមោះពីយុគីខានគីសុសសំពតគួយក្រា ក្រាយគេទីសាំងឡាងម៉ែសុសាំងពុនយូគេទីកានចោអិនម៉ែឡាយប៉តៀមគេទីអឺនរៀងអង្អាកោសុសាំងពុនគួយក្រាប់លីគេទីយ៉ាវកាបំបជុកចោបគួយពិនក្រំខែនគីកដកកុំនំប៉ាងអាសុសាំងពុនគួយក្រាក្រាយគេទីតាអង្ថេនពុនទីតក្លាយតតងទីតឡាហេស្តង់រាជិតជីកែនណែជុកចោតាប់ឡានម៉ានពុយសុខសាកែនណែមកគឺហុយទីពុញព្រីម៉ែលថាពុញណៃ អំមកកាន់ជីបយុគីកានណែសាសនាអង្អាប្លាក់រាជូជីអង្អាមកគឺកាន់ចោប្រាប់យុគីគួយកនុក្រាចែនសូនកាប់យ៉ាងគាត់ពីហៅទៅហូនកដាខីបូនពីបគួយកដាមឹងឆេសជាជុំកាយមើងប្រចាំម៉ៃស្នាតាំងមើង NUG តាលេនតានអត្តអ៊ុនយុណាតផនមកប្រភេទកាត់ក្រហាយកដើមើងម៉ៃកាន់ចោក្រយូ ศาสนาละหมายการจอกระยุติเนี่ยจงกระลายกุยกระละกระสมอมยุนนานพันมาตับแลนแขนขี่หอยจะปุ่ยมาจากบุรุษชาติติตละกระปอกเอ็มเอ็นดีเกยปัญญาจุจีอังอาดีกระครูใบฟ้าเอศาสนาอังอาโกให้กุยกระละกระสมการจอกระยุกิอังอาโกปอกเอ็มเอ็นมอกระลัดกระหายสนอิตติตละปุยปุยกระทองสุสังผลกุยกระแบบ ញ៉ានអីម៉ាសសំពនគួយប្រព្រិញញ៉ានអីកែណែពូនទីយូកាន់ចប់រកោទិចរាំងកដកខីពូនទីសង្ហៃរ៉ារេង តងាផាន់នំ តងាផាន់សង្ហៃកដកតាត្រាក់តេទិងសកាយខានគីអង្អាមកគើចៅប្រភិតពយុជុបចតាប់ឡែនកាប់ឡាងគាត់ពុយហៅប្រហូតគាត់ពូនអលាកោឲ្យគួយក្រៃយុំម៉ែគាត់ស្មេកោទីកោខំអ៊ុខំលេងតកាតៃកោឲ្យពូនទីយុំកដកទុំតៃណោះគីជូបគួយកោតៃនំ ก่อนอยากผ่านก็ต่งานแลกก็ปุนที่ยมก็ะตุมไตตับแลนบ่เกิดจะหอยกิติปุ่นปลีมาจากปุรชาตติตลาดกวนปุหูภายปุนที่แนยุมกระตุมไตนอกี้เฮสตังหรือจิตจีกันแน่ท่านบอกกรองกันจีเมืองเมียนมาประชังมากันจีกรองกระเพ็ดกระลัดกระหายตีตลายกันแน่ปลักระเมืองกุริยากระสนาต่างเมือง ขอบมือปุนที่อยู่กันจอกรับสเปาตื่นลายก็ได้ขีพวันปุนสงายปอกสงายติตายต้มห้อยปุนตายกันในพันหมอกดเมืองคุรยนขีประมอจุดจอกวันยอมที่ปนตี้กดกระแต่แต่กตมัน ពុសុកសាក់មកគឺតកិកានចក្រតឹមកាចយសូនកាប់យ៉ាងតាប់លែនម៉ាត់សូសាអង្គីពុនទីគួយក្រណាក់ទីតោប្រមោះលូគាន់ពីហាប្រហូនប្លាក់ក្រមងញ៉ាំម៉ាសូសាងពុនគួយក្រខកីទីតុំណែអមយូណានកដារំរីគាន់ពីហាប្រហូនប្លាក់ក្រមងញ៉ាំម៉ាសូសាងពុនគួយក្រតងគីទីប្រមោះជុបចកាន់ញ៉ាំគីខាន់គីពុនទីតោក្រតតងសូនកាប់យ៉ាងមងកូរីយ៉ាអង្អាម៉ៃមងប្លាក់ប្រែសូសាងពុនគួយក្រតងគីទីពុនទីតុំលូស្តាំងតទីតឡាយពុនគួយក្រចង់ហី สตางปุ่นจิตจีกันแน่กระดับมัองจำปลักแซดาจิ่หักแต่ติงปอบกวางจุดจอประลองแันคีมากระอบกวางกีประมอจุดจอกระปปุ่นกระปล่อยกายา PSNF TNNA ประมอกระดัเวงอุปอบกวางกีกระดับีปูนปลีประเคิมจุดจอตับแลนมอคืออังยังกุยกระต่อติพันมอปอกแยมอินประมอจุดจอกวันพิหาประโหนปูนติติปลีประเคิมกีกระดาบเตปูนกุยกระ យូងម៉ាគួយក្រាមាត់ពូនកតទេតឡាយក្រាខីពូនកលះស្ងាយក្រាវែងធីបញ៉ែយ៉ាងតុងសិនជូបគួយតផាន់មុំតាក់ឈុនឈុនម៉ៃប្រមោះជុបចោពុយពូតកក្រឹមតៃតាប់ឡែនម៉ានពុយពូនទីយូកែងខាឡាយាតងាលលុយតាប់ឡែន ปรมมอกะหูปุ่งกิเสมปนติติปริประคบจุกจอตับแลนมันปนกสุมจังตับลักกะเตตะลายปนกวยกะจอกเดือกไฮแนกะะคิปนกะไดสงายกะตะไฟไหมยอຍนยังลอยเล่นไม้เญ่ยังมันแกนปริปอังยังต่อกันนะปริติงตมูกวนปิหาพุ่นยังกันนะปนิสุดปริปังยังต่อตมูเลือกไฮแันข้าให้สุดกิติกวยกะต่อติจูบกวยตะปนพันนมตาคําสา ពុនទិយុំកដកជឺអាចជួបគួយកោតតៃនំប្រមោះគាន់ណោម៉ៃអងសាកណែពុនក្រាប់ម៉ាត់តិទេហេក្រកគីពុនតងាសងាយវិញណាំសែនញ៉ែយ៉ាងឡងតោជួបគួយស្តៃនំប្រមោះម៉ោងជីម៉ៃជួបគួយផាន់នំប្រមោះម៉ាតរីយតនាឈុនភូអ៊ូណរាកហូពុនទិសុតទីភ្លេភ្លីប្រពុញ จุดจอตับแลนมันปุสุกสักมะคืออังยังกุยกระตอติก่อนอยากรากะปนติติติเปลีกับปลีอานยัมเปลีนอกิปนติกุยกระตอยัมเปลีนอกิปลีอานปนติกุยกระตอแตายแอันปมาผู้อูรากะปนกระมัดติดลายปนตกุยกระจอกขี่ปะหวยรานกระดขี่ลุยอังอาก็ปมาปลีปะเอิญจุดจอตับแลนมันปุสุกสักประเคมปฏิเอิญกระดะเตะแขนขี่อังอากอกวนพิหาผู้หนรากับบุญติติกปลีประเคมกี យ៉ាកកពុនទិយមតកពុនក្រមតតិតឡាច់នោះគីអាហេស្តាងអេតមឡាស្តាងបតោជុបចោពុពយុកាញ់ក្រខាន់ចាក់ផាំងអានយូជីខាវ៉ាញ៉ាត់ពេលក្រងឡាយស្តាងអេតកែពេលគួយក្រាហ្វារ៉ុងហ្វារីម៉ៃកែមកក្រផ្លាត់ប្រកងសុងពេលតតិតឡាច់ចាស់ស្តាងទីមកសុនគូកតពុយហេ ီစဉ်တွေကိုခေတ္တရ延လိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်တွေမှာပြောင်းလဲဆိုပြထားပါလို့ရှင်ရေဒီယိုအန်ယူဂျီကိုမနေ့ပိုင်း၈နိုင်ခွဲမှာလိုင်းတူ၁၆မီတာ၁၉ဒသမ၉၉မဂါဟတ်ဇ်နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ၂၅မီတာ၁၁ဒသမ၉၄မဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စင် မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ Radio NUG ဖြစ်ပါရှင်အရေးတော်ပုံအောင်ရပါ